ားလုံးပဲမြင်လာပါဗျာကျွန်တော်တို့ဒီ1389ပါဗျာအထူးသဖြင့်ကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြခြင်းနဲ့1389လာမဲ့တကြံပေါ့နှစ်စံတရက်ကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်လေးလ2025နဲ့16ရက်လေးလ2026အတွင်းမှာခုနှစ်ရက်သားမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်။အော်ဘယ်သူကတော့စီးပွားရေးညံ့နေတယ်ဘယ်သူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ်စီးပွားရေးနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံလိုက် ကျွန်တော်တို့ဗီဒင်ရလမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲတိထားစေခြင်း ਨੇ အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြောရရင်တင်းနှင်းဝင်တွေနဲ့စပြောမယ်အဲ့တော့တင်းနှင်းဝင်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုံးမယ်ဆိုရင်ကျွန်တော်တို့ကတိထားမှာကဘယ်အရာကိုမှတရားရဂိုင်းတော့မှန်သားသလောက်ပြန်မရဘူးဆိုတာကိုသိထားရမယ်။ဒါကတော့ဒီပစ္စည်းကိုငါတိန်းတရာဘူးရင်းလိုက်တယ်။ အမြတ်နဲ့ပါနဲ့ငါတို့3130ပြန်ရမယ်ကိုယ့်ဘက်ကိုတွတ်ထားတယ်ဆိုပါတော့ဒါမဲ့အဲ့လောက်ရကြမှာရမှာဟာအမြတ်15သိန်းလောက်ပဲရရရမှာကိုယ်တော့တရားဝိုးရင်းနဲ့ငါ30လောက်မြတ်ထွက်မယ်ထင်တယ်ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1380ခုမှာတင်ကုန်တွေဒါမီတွေကကိုလှုပ်ချင်တဲ့အသက်အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လှုပ်ချင်တယ်အကောင့်ထဲပေါ်ကျင်နေဆိုတဲ့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ် ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတော့ဖြစ်ဖြစ်မြေပြင်မှာကိုယ့်ကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ဟိုတစ်ခုခုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့ဒပိုင်းတနိုင်လေးလုပ်ချင်တယ်ဝန်ထမ်းအလုပ်ကနေအားလျက်လေးမှာတစ်ခုခုလုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်လေစီးပွားရေးသမားတွေနောက်လုပ်ငန်းအသေးတစ်ခုကိုဆက်လက်မြည်ဆန်းပြီးလုပ်ကြည့်ချင်တယ်ဆိုတဲ့မြေဆန်းခရမ်းပြုလုပ်မဲ့စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ် အစ်စ်အစ်စ်တွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ကိုယ့်အလုပ်ကိုတော့အစ်စ်ချင်းချက်လုပ်လို့အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံအတိုင်းပဲလုပ်တာနောက်ထပ်အစ်စ်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှာနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုယ်လုပ်တဲ့အလုပ်ကိုယ့်ပတ်ဝန်းကျင်ကိုပုံစံလေးပြောင်းပြီးလုပ်ကြတယ်ဒါပါတော့ကိုယ့်ရဲ့အလုပ်လုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေးပြောင်းသုံးလိုက်တာခန်းစီလိုက်ကလေးတွေလဲလိုက်တာကိုယ်မှထားရတဲ့ဇပွဲကလထိုင်ခုံပြီးတော့ လုပ်ငန်းမှာထားတဲ့အထားအသို့တွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလှုပ်ချင်းဖြစ်ကျွန်တော်တို့အပြောင်းအလဲဖြစ်သွားတာဟာဆိုင်ဒီဇိုင်းကပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအစ်တဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထီကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအုံးနော်အဲ့ရကင်းချက်နော်ဒါရီယာဆအချိန်ပို့ပြီးတော့အစ်အစ်ပုံစံဖြစ်လေလေကန့်ကြမာကြီးကကို့အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲ တခုခုအတက်မလုံးနိုင်တဲ့လူကကို့မှာတုံးနေတဲ့ဟာလေးနည်းနည်းလေးချိန်ပြီးတော့မှလောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်။နော်ဒီလူမျိုးလုတ်ပေးနိုင်တယ်ဆိုတော့မဆိုးဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်းလုံးမှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ်ဖြစ်တဲ့လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ပြည့်တဲ့တွင်ငွေသားမိတွေနဲ့စီးပွားရေးကအရန်အရန်ကြီးဆိုးနေတာမျိုးတော့မဟုတ်ဘူး။တန်းနေလာသားမိတွေတန်းလာသားမိတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်။အများကြီးရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကိုယ့်အလုပ်အတွက်တိဆောက်ခြင်းနဲ့လုပ်ငန်းပိုင်းဆိုင်ရာ ဂိုရောင်နေဆိုင်ကိုင်းနေနော် အလုတ်ခန်းနေအားထမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ်အလုတ်လုတ်ဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦတွေကနေတစ်ဆင့်ကန့်ကောက်မှုတွေရနိုင်တယ်ဒါကြောင့်ကိုကလည်းသူများစီမှာငှားပြီးတော့ဖွင့်တာကြာပြီးငှားတဲ့လူကလည်းကြိုးကြောင်နဲ့နော်တစ်နှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏခဏဆိုင် location ပြောင်းပြီးတော့လမ်းညုံပေးနေရတာစိတ်ကုံလာပြီးရှိတဲ့ခြံကွက်လေးမှာပဲကျမတို့ဆိုင်လေးစောက်လိုက်မယ်ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်။နော် အလုံးနဲ့ပတ်သက်ပြီးနေရာအချတာစိုင်ပုံစံစတင်တိဆောက်တာနော်ကိုယ့်ရဲ့အင်ရှိလေးမှာပဲစိုင်ငန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေဘယ်နေရာမှမသွားတော့ငါအင်ရှိမှာပဲစောက်ပြီးလုပ်မယ်အွန်လိုင်းမှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့စိုင်ငန်းလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလုံးပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့အလုတ်ချင်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်ဖြစ်လွယ်ကူမယ်เนาะဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖျောက်ဖျောက်တန်တန်ဖြစ်မယ် ဂျားအခက်ခဲတွေအနှောက်ယှက်တွေအတားဆီးတွေတိတ်မရှိဘဲနဲ့အစဉ်ပြေသွားနိုင်တာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်အတခုတတိထားမှာအပျော်မတ်လုံးတဲ့တင်းလာသားသမီးတွေရှိတယ်ဆိုတော့ဒီနှစ်မှာဘာစီးပွားမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့တဲ့နဲ့အာသွားမယ်ငါတို့ခီးသွဲကြမယ်အာဘာသွားမယ်ဟိကလပ်သွားမယ်ဟိဟိုဟာဖြစ်အဲ့လိုပေါ့အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ခြင်းပါးခြင်းတာဖြစ်တယ်အေးဒီအလုပ်ကတော့နောက်နေ့မှလုပ်မယ်ဟောငါ အပျော်နောက်လိုက်သွားအောင်ပဲနော်အဲ့တော့အပျော်ကနေအပြက်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ရောက်လေအလုပ်ကိုထင်တယ်လို့ရှေ့မရောက်ပြီးမထိခိုက်တာ၄ဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာအလုပ်သေးဘူးကွာအဲအပျော်နောက်ကိုလိုက်ရကနေ ကိုယ့်ရဲ့ရီမှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်သလောက်မဖြစ်တာမျိုးလည်းဖြစ်တတ်တယ်။အဲ့တော့နံပါတ်1တင်းလာသားမီဒီယာအပျော်ပါရှောင်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စတေးချတဲ့အဆောက်အဦတိဆောက်ခြင်းပိုင်းတွေမှာကောင်းတယ်။ရွေချက်တွေဖျောက်တမ်းပြီးကိုလို့ချင်တာတွေရှော့ရှူဖြစ်ဖို့အလားအလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးလည်းကုညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းထူးခြားစွာတွေ့ရတဲ့နှစ်အဖြစ်လည်းကျွန်တော်တို့တွေ့ရပါတယ်။အားရပြီးတော့အင်ကအင်ကသားမီဒီယာမနေ့ကကန်ညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်းချောက်ကိုလည်းရောက်ခဲ့ပြီးပြီ။ဒီနှစ်ပိုင်းမှာလည်းဟိုနလန်ထခါသာ လူမမာတယောက်လိုပဲကံကြမာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီတန်ဆွမ်းလာပြီဒါပေမဲ့အရန်ကြီးမဟုတ်ဘူးဖြည်းဖြည်းဖြည်းနဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့အင်္ဂါသားမိတွေကဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရစရာအနေအထားမျိုးတွေ့ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီးမျှော်လင့်ချက်တွေအကောင့်ထဲပေါ်လာပြီးကိုလှုပ်ချင်တဲ့ကိစ္စလေးတွေဖြည်းဖြည်းနဲ့လှုပ်လာနိုင်ပြီးငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေဝင်ငွေထွက်ငွေမျှတလာပြီးအလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့လကော နော်လောက်ကနေအမြန်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့လကောင်းဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီးဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကဒီနှစ်ပိုင်းမှာအလောက်ကန်နဲ့ပတ်သက်ပြီးကောင်းပါတယ်ဒါပေမဲ့တခုမကောင်းတာကခုနတင်းလာရင်းနဲ့ဗျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့ဆိုင်လေးစောက်မယ်ကိုရင်စိုက်စောက်ပြီးလှုပ်လှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ သူကဘလူဟာဒီမှာအကျိုးပေးတယ်လို့ရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနယ်ဆက်တွေမှာသွားပြီးဆိုင်သွားဖွင့်တာမျိုးတွေကိုနေသားရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေသားရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေသားတောင်ကြီးရန်ကုန်ဆန်းလာပြီးစီးပွားရေးလုပ်မယ်အဲကိုနေသားမြန်မာနိုင်ငံနိုင်ငံသားမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံသားထွက်ချင်တယ်နိုင်ငံသားသွားချင်တယ်နိုင်ငံသားမှာသွားပြီးတော့ဆောင်ရွက်ရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လေဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမိတွေကပိုမိုအဆင်ပြေလွယ်ကူချောင်းမွေ့နိုင်တာကိုတွေ့ရတယ် အဲ့ဒါလေးတွေတစ်ချက်မှာအရန်ကောင်းတာတွေ့ပါတွေ့ရပါတယ်အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူးကိုနဲ့တိနေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူးစီးပွားရေးကဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်အဲအွန်လိုင်းစီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့ဘာအွန်လိုင်းဆိုတာချိန်ကောင်းရင်လှမ်းမာတာမဟုတ်ဘူးလေဟုတ်အဝေးရလူကလှမ်းမာတယ်နော်နေရလှမ်းမာကြတယ်အခြားမျိုးနေရလှမ်းမာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ အင်္ဂါသားမီးတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှာပို့ပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့ဒါလေးတွေမှာအားကောင်းပါတယ်နောက်ပြီးဗုဒ္ဓဘုရားသမီးတွေဗုဒ္ဓဘုရားသမီးတွေတွင်လည်းဒီလိုနှစ်ပိုင်းရောက်လာပြီးစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတတိထားမဲ့အတိုင်းမှာကပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအရန်ကြီးဟိုရင်းနှီးမြှုပ်နှံလို့တွေမရဘူးအရန်ကြီးကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအောပြီးတရားရဂိုင်းလို့ရှိတဲ့ငွေထည့်လိုက်လို့မရဘူးအဲ့ဗုဒ္ဓဘူသားမီးတွေကတတိလေးနဲ့ရှင်ပြီးဆောင်ရမှသာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်အဲ့တော့တတိလေးနဲ့ရှင်ပြီးမဆောင်ရနိုင်ဘူးဆိုရင်ဗုဒ္ဓဘူသားမီးတွေကဒီနှစ်မှာရှိတာလေးတွေဆုံးရှုံးသွားနိုင်တယ်နော်အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာဘာလောက်ကမလဲပေါ့နော်ဘယ်လိုလောက်ကမလဲဆိုတာလေးတစ်ချက်ပြောပြမယ်အဲ့တော့ဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘူသားမီးတွေအနေနဲ့ကျွန်တော်တို့နည်းနည်းလေးအားနေချက်အားတာချက်ဘာရှိလဲအားနေချက်ကတော့ ဘယ်ဟာမှဘရင်အောင်ဖောင်ပြက်မလုံလိုက်နဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့ဒီအပိုင်းမှာအားနေပါတယ်စီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုဘုရူပိုင်းကနည်းနည်းလေးသူများတွေတက်ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်သူများတွေနဲ့မတူဘဲနဲ့လွယ်လွင်းတကူမဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်။တော်ယုံဇွဲမရှိဘူး၊ဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနှစ်ဗုဒ္ဓဘုရားသားမိတွေရာဟုသားမိတွေကအောင်မြင်ဖို့ခဲရင်ပါတယ်။ဇွဲရှိရမယ်၊စိတ်ရှိရမယ်နော် တခုခုဆိုရင်စောင့်ဆိုင်ဖို့လိုခဲ့တယ်အခက်ခဲတွေမြင်လာပြီဆိုရင်လက်မလျှော့ဘဲနဲ့အတာပြီးမှအခက်ခဲတွေကြော်ပြီးမှငါကံပြန်ကောင်းပါပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲဆင်ပြေးလိမ့်မယ်။ဒါကြောင့်အရှိမအတာအစီတွေအထက်ထက်ကြော်လွှားပြီးတော့မှလာဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဘုထိုးသားမိတွေကပြ။ကြာရေးသားမိတွေအဓိကတစ်ချက်ကယင်းနည်းမြုံနံမှုမှားယွင်းခြင်းဆိုတဲ့ကံကိုကြာရေးသားမိတွေကပေးတယ်။နော်အဲ့တော့မရင်သိတဲ့နေရာမှာတွိုင်းရင်းမိတာမျိုးတွေအလွန်ဖြစ်တတ်တယ်။ အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ခြေတွေစဉ်းစားပြီးမှတော့ရင်းနှီးမြှုပ်နှံပါနော်အဲ့တော့ဘဲဟာကိုရင်းပါလေအထယ်တွေဝယ်လောက်ပါလားစပားတွေဝယ်လောက်ပါလားပဲတွေဝယ်လောက်ပါလားရွှေဝယ်စုပါလားနိုင်ငံချောင်းငွေတွေကင်နာပါလားနော်အော်ဘဲအလုံးမှာသွားပြီးသူများမှာ share သွားထည့်ပါလေဘာပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်မြှုပ်နှံမှုတစ်ခုခုဖြစ်လာပြီဆိုရင်မှားယွင်းချင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှမောင်းအောင်ကျွန်တော်တို့ကဘတ်စုံတောက်စုံကြည့်ပြီးမှလှုပ်ဖို့လိုတယ် တန်းနိုင်ရင်တော့ရင်းနှီးထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူးကိုကိုတိုင်ပါဝင်ပတ်သက်ပြီးတော့ကိုယ့်အလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာတွေထပ်ဖြည့်ပြီးရင်းတာမျိုးဆိုရင်ပြဿနာမရှိပင်မဲတနည်းအားဖြင့်ရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုးကျွန်တော်ကတော့စိုးရင်ပါတယ်ထောက်ပါကိုရောင်လုံးသွားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေငါကိုရောင်လုံးသွားထဲလှောင်လိုက်မယ်ဆိုရင်အဲဒီနှစ်မှာတိတ်ကြောက်ရတယ်ဘာလို့မျိုးတွေအားအစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါအခြားစီးပွားရေးမှာတော့ကောင်းတယ် စ조사ခြင်းသေးရှိတယ်လုံလုံချင်းရှိတယ်စီးပွားရေးမှာဖျောက်တန်းလာမယ့်အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီး조사မများအရာထင်တယ်เนาะအရင်တည်းကတော်တော်လက်လက်ထက်ထက်မြတ်မြတ်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ရင်းနှီးမြှုပ်နှံမှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့အသက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လို့ဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော်လက်ချက်ချပြီးလှုပ်ချင်ကြင်စင်စိတ်ပို့မှုအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ် အဲ့ဒီစိတ်ကပဲဒီနှစ်ပိုင်းမှာဂျာဝေးသားမီးတွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာဝေးသားမီးတွေကဒီနေ့မှာလေးနေတဲ့လူပြင်းနေတဲ့လူနော်ထားမလို့ချင်တဲ့လူငါပြင်းနေတာမွဲမွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လေးကကိုစူးစားတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနေအမြင့်กว่าသွားပါလိမ့်မယ်အဲ့တော့စီးပွားရေးပိုင်းမှာဂျာဝေးသားမီးကဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲယင်းဒီလာယင်းဒီမြုံလာလိုက်တာမျိုးကလွဲရင်ချို့နိုင်ငံသားရောက်နေတယ် တော့ငါထဲမှာပတ်စံတော့3000ကျော်ရှိတယ်။တကယ်ကြီးကဟာငါစူပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလား။အေးဟုတ်ပြီထည့်လိုက်တယ်။ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းငါဟုတ်3900ပေးလိုက်ငါမှလည်း600ကျော်ရှိတယ်။ငေါင်းနီးရော1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်လားအဲ့လိုမျိုးဆိုရင်တရိထားတော့မပါဘူးလေကိုကဒီမှာနိုင်ငံเจ้าမှာအလုပ်လုပ်နေတာ။ကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့နော်ဒါလေးတရိထားပါ။နောက်ပြီးတောက်ကြသားမိတယ်။တောက်ကြသားမိတယ်ကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီဝိုင်းနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်ပိုင်း6ကိုရောက်လာပြီ။အဲ့တော့ခုနှစ်သားမိအားလုံးမှာ တောက်ကြတွေကဒီနေ့စီးပွားရေးနဲ့ပတ်သက်ပြီးပုံမဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။စီးပွားရေးအားကောင်းတယ်။မှန်းနာရတဲ့အတိုင်းဖြစ်မယ်။ထုံးပေါက်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ရှည်တိခံရတဲ့အလုပ်တွေအကုန်လုံးပွင့်သွားမယ်။ပိတ်နေတဲ့ကန်တွေပွင့်သွားမယ်။အာဒီလုပ်ငန်းနဲ့ပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတယ်အလုံးနဲ့ပတ်သက်ပြီးလှုပ်တာလုံနေရတယ်ဟိုအီလေလေကြီးဖြစ်နေတယ်ဆိုတော့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်ဟုံးကနေထပြီးအောင်မြင်တယ်ဟိုလုံနေတဲ့နှစ်နှစ်သုံးနှစ်ကရင်းထားတဲ့အလုပ်တွေကလည်းပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်ဒါကြောင့်ပဲကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြတာမီဒီယာအားရစရာကောင်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်။တခုပဲသတိထားမှာဝန်ထမ်းလကစားရတဲ့မှာမှာစည်ရင်ကင်ရတဲ့သူမျိုးဆိုရင်စင်းစရာမှားယွင်းကြောက်ယော်ရတာတွေဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကိုတရားရဂိုင်းတော့ယုံနာလို့မရဘူးကိုယ့်ရဲ့ PSO တွေကစာယုံလို့မရဘူးကိုယ့်ကိုလိန်ပြီးတော့ငွေတွေထုတ်သွားတာကိုယ့်ကိုလိန်ပြီးတော့ပတ်စံတွေပြန်မသွင်းမနဲ့ထွက်ပြေးသွားတာကြားပူးလိမ့်မယ်ခဏခဏလည်းကြားနေရတယ်အရိကံမျိုးရှိပါတယ် ဒါကြောင့်လုံငန်းရှင်တွေအောင်မြင်တော့အောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်ဆင်ကျင်ရတာတွေရှိတတ်တယ်။ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုကိုလိန်သွားတာတွေကြုံတတ်တယ်။ဒါတွေကလွင်လုံငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးအများကြီးတွေ့ရပါတယ်။တတိထားမှာက accident အန္တရာယ်မတော်ဆထိခိုက်မှုအန္တရာယ်ရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုကိုတိုင်းကားတွေကိုမောင်းပြီးတော့နော်အချိန်ပြင်းပြင်းမောင်းတာတွေနော်မငြိမ်မတက်နေတဲ့အတိုင်းပြင်းမငြိမ်မတက်ဖြစ်နေတဲ့ နေရာတွေမှာသွားပြီးတော့အလုတ်သွားလုတ်တာမျိုးတွေမှာတော့နည်းနည်းလေးဂယုဆိုင်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ်။ဒါလေးသိဖို့လိုတယ်။စနေသားသမီးစနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုပါပေါ့180ဒီဂရီရေပြင်းကြီးလိုကြီးဖြစ်နေတယ်။ပုံမှန်ပဲမနေ့ကဒီပုံစံလားဒီနေ့လည်းဒီပုံစံပဲတိုးတက်သွားလားအလောက်မဟုတ်ဘူးကျသွားလားအလိုလည်းမဟုတ်ဘူးဒီနေ့မှာတကယ်ကိုစနေသားဝင်တွေက အတက်အကျမရှိတဲ့နှစ်လို့တောင် ပြောလို့ရတယ်။ပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူး။အဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမလဲမသိဘူး။အဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသိစေချင်တယ်။အဲ့တော့ဟိုသတိပေးစရာလေးတော့ရှိရဲ။ဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းသတိထား။ရေကနေကုန်ကူးရတာမျိုးကိုကတော့အရင် လုံးနေကြအလုပ်ဆိုတော့ပြတ်ပြတ်မရှိဘူး။ရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့အဲ့ဒါတွေကိုကသိနေပြီ အခုမှစပြီးရေလန်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေအနေနဲ့တစ်ဆင့်ကုန်လန်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာရများလို့ရေလန်းအနေနဲ့တစ်ချက်ကုန်တယ်မှာအဲ့လိုမျိုးဆိုရင်တော့နည်းနည်းတတိထားအခုမှစလုံးမလို့လေရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူးเนาะဒါလေးကိုတော့သိသားစေချင်တယ်နောက်ပြီးတော့ကျွန်တော်သိထားမှအချက်ကပါတယ်ဆိုတော့ပတ်စံချင်းငားတဲ့စနေတိုင်းမြေဒီနှစ်မှာဆုံးတတ်တယ်ငွေတို့ပေးစားတယ်ပေါ့ဗျာ ငွေတို့ပေးစားတာကိုစီးပွားရေးတစ်ခုလိုလုပ်နေတယ်စုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှည့်လှက်ထုတ်ပြီးတော့လှုပ်လှုပ်ရှားနေတဲ့လူမျိုးတွေကျွန်တော်ဒီနေ့မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာကတော့ကျွန်တော်ပြောလို့ရေပင်ကြီးပဲအရင်ကြီးကောင်းနေစိုးနေတာမှမဟုတ်ဘူးနောက်ဆုံးသဘောပေါက်မှထွက်မှတယ်ဗီဒီယိုကတအားရှည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနေပဲကြားလိုက်ပါမယ်အားလုံးမဲ2025389အစလို့ဒီလေးလပိုင်းအစလို့ကံကောင်းခြင်းအဆင်ပြေခြင်းတွေစီးပွားထုတ်ထွက်ခြင်းတွေကြုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ